မျက်နှာကုန်မရွှေပြီးရေဖတ်တဲ့သူတွေကြောင့်ဆိုင်ကယ်လဲပြီးအသက်ဆုံးရှုံးသွားရရှာတဲ့ကိုဝင်ဆောင်အမျိုးသမီးမိင်္ဂလာပါပရိသတ်ကြီးတို့ရင်ခုတစ်ခါမှာတော့မော်လမြိုင်ကျွန်းမြို့နယ်မှာကိုဝင်နှစ်လလွယ်ထားတဲ့အမျိုးသမီးငယ်တဦးရဲ့မျက်နှာကိုရေဖြစ်အပတ်ခံရပြီးဆိုင်ကယ်လဲပြီးကားဖြစ်တိုက်မိရာမှာကွယ်လွန်သွားခဲ့ရပါတကြံကာလမှာတော့တော်တော်များများကတကြံရေးစော်ကစားကြပြီးအေးဆေးသာစော်ကြပြီးမြင်တချို့ကတော့မစင်မကျင်လောက်ရတွေကြောင့်အသက်တွေပါဆုံးရှုံးသွားခဲ့ကြပါတယ် အခုနောက်ပိုင်းမှာတော့သာသနာသားတော်တန်ဃာတော်တွေပါမရှောင်တော့ကြတာကိုတွေ့လာရပါတယ်။တကြံကာလမှာရေနဲ့မျက်နာပတ်ခြင်းကိုရှောင်ကျင်သင့်ပါတယ်။တကြံဟာမြမရိုးရာတန့်စင်ခြင်းနဲ့ကောင်းကျိုးတိုးပွားရေးဓလိတစ်ခုဖြစ်ပါတယ်။ရိုးရာအရာတကြံကာလမှာရေနဲ့မျက်နာမပတ်ဘဲ တည့်ရွက်နဲ့သာရင်မွေးတို့ကိုအသုံးပြုကာတန့်စင်ကြပါ යි ။ဒါကတော့တကြံကာလဟာအပူပြင်းတဲ့နေရာတည်နေကက်နေတပြီးရင်းနဲ့မျက်နှာပတ်ပါကအပူကူးဆက်ပြီးအေးမိဖြန်းနာနိုင်ခြင်းရှိပါ යි ။ဒါပြင်ဆိုင်ကဲစပိန်သမားတွေကိုပါရင်းနဲ့မျက်နှာကိုပတ်မိရင်အသက်အန္တရာယ်ပါပေးလိုက်ရတဲ့အထီကိုဖြစ်တတ်ပါ යි ။အခုတခါမှလည်းအဆိုပါအမျိုးသမီးငယ်မှာလက်ရှိကိုဝင်နှလားလွှဲထားရပြီးမိခင်ဖြစ်သူဆုံးမသွားပြီး ရေသွေးလေးကိုပါဆုံရှုံလိုက်ရကြောင်းခင်မုန်းဖြစ်သူကိုကျော်ကြားကခုလိုသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေပြောလာခဲ့တာပဲဖြစ်ပါတယ်။ ARD တိုင်းဒေတာကြီးပေါ်လမြိုင်ကျိုးမြို့နယ်မှာရမန်နေ့ဧပြီလ15ရက်တကြံအကြံတွေကအတိုက်ခံရကြောင်းသိရှိရပါတယ်။အတိုက်ခံရတဲ့အမျိုးသမီးကမအေးမြတ်သူဖြစ်ကြောင်းခင်မုန်းဖြစ်သူကိုကျော်ကြားထံမှသိရှိရပါတယ်။ကိုကျော်ကြားကတော့ရေပက်ရင်မျက်နာပက်ရမယ်လို့ဘလို့မိဘတွေတင်ထားလဲမသိဘူး။မျက်နာရေပက်ခံရပြီးဆိုင်ကယ်လဲပြီးကားနဲ့တိုက်မိသွားတာကျွန်တော်ဖုန်းခေါ်တဲ့ချိန် ဟယ်လိုချစ်ပင်မလေးမျိုးဖုန်းပြေသူကသူမဟုတ်တော့ဘူးညီလေးရေအခုပဲကားနဲ့ဆိုင်ကဲတိုင်းပြီလို့ဈေးရုံပုံမယ်တဲ့ဈေးရုံရောက်တော့ခုနကျွန်တော်အမျိုးသမီးရင်တိုင်းမှုဖြစ်လို့ဘယ်နာမှလဲပြမျိုးခဏညီလေးရင်ရင်ခွဲရုံနဲ့မာတဲ့ဆိုပြီးကြားချိန်မှာကျွန်တော်ရင်ခွဲရပါတယ်ကျွန်တော်မိမကဈေးရုံရောက်ထရာအသက်မပါတာတဲ့ကျွန်တော်ဘဝကြီးတော့စုတ်ပြတ်တက်ကုန်ပါပြီဒီထက်ဆိုတာကတော့ မနက်ကိုလည်းနှိမ်မကူးမီချရမယ်အဲဒါကြောင့်ညနေ3နာရီချရမှာဖြစ်ပြီး3ရက်လေးတောင်မနေသွားရရှာဖို့နောက်ဘဝမှာမိမနဲ့အဆုံပြားစီဒီဘဝလေးကိုစီပြန်လာပေးပါအောင်နော်ကိုရှင်တွေကွဲနေပါပြီချေအိမ်နောက်တက်ကိုနှစ်အကြာမှာလိုအပ်တာတွေဖြည့်ဆည်းခဲ့ပြီးတော့အားလုံးပြည့်ပြည့်စုံချိန်မှာပဲကလေးလေးကိုပါပိုင်ဆိုင်ရတော့မှာမို့နှစ်ယောက်သားကြိတ်ပြောနေရ ခုဆိုကိုဝင်းနလာကြော်နေပြီးကိုပိုက်ဖုံးကောင်ဝင်လေးနဲ့မြင်ကျင်သေးရာကိုထားခဲ့ရတဲ့ချီရဲ့ဆိုပြီးသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဝမ်းနည်းစွာပြပြလာခဲ့ရပဲဖြစ်ပါတယ်။အခုလိုမစင်မချင်းလို့ရတဲ့ခုကြောင့်တီးဆုံးသွားရတဲ့သူကတော့ကိုဝင်းစာမိခင်ဖြစ်နေရကြောင်းအယံကိုစိတ်မကောင်းစရာပါပဲ။တန်ငယ်ကြီးလာတဲ့အမျိုးသမီးကိုတကြံရီလောင်းတဲ့ကလေးအဖွဲကမျက်နှာဟောင်ရှင်နဲ့ပတ်လိုက်ရမှရုတ်တရက်ဆိုင်ကလေးသွားပြီးကားဖြစ်ပါမတော်တဆတိုက်မိရကြောင်းအသက်ဆုံးရှုံးခဲ့ရတီးဆုံးသူမင်းကလေးဟာကိုဝင်းနှစ်လကျော်မိခင်တူဦးဖြစ်ပြီး ယနေ့ညနေတကြုံမယ်လို့သိရပါတယ်။တကြံကာလရှီလောင်တဲ့သူတွေလည်းရိုးရအတိုင်းအေးအေးဆေးဆေးမလောင်ချင်ကြဘူး။ရှီကနေစီပြီးရေဖလားနဲ့ခွက်ဆောင်ခုတ်ပတ်တာတွေညနာရီကိုမှဖြန်းကနေပတ်လိုက်ကြတာတွေအရန်ကိုဆိုလာခဲ့ပြီးပြီးရင်ရန်ဖြစ်ကြပြန်ပါတယ်။အခုလိုပြုတ်မှုတွေကဂျိုင်းဆိုင်တဲ့အပြုတ်မှုတွေဖြစ်ပြီးတချို့ရဲ့အပြော်ကတခြားမှာတော့မိသားစုတွေပြုတ်ကွဲဆုံးရှုံးခဲ့ရတာပဲဖြစ်ပါတယ်။အခုလိုအသက်မဆုံးရှုံးသင့်မဲ့ဆုံးရှုံးခဲ့ရတဲ့ကိုဝင်စာအမျိုးသမီးမအေးမြတ်သူလည်း ကောင်းရပုံပွားရောက်ပါစေအခုလိုမစင်မကျင်မျက်နှာအောင်ရှင်တဲ့ပတ်လို့တည်ဆုံသွားခဲ့ရဲကိုမီစာအမျိုးသမီးနဲ့ပတ်သက်ပြီးပရိသတ်ကြီးတို့ရဲ့အမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်အဆုံးထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင် မျက်နှာကုံမှာရွှေပြီးရေဖတ်တဲ့သူတွေကြောင့်ဆိုင်ကယ်လဲပြီးအသက်ဆုံးရှုံးသွားရရှာတဲ့ကိုဝင်ဆောင်အမျိုးသမီးမိင်္ဂလာပါပရိသတ်ကြီးတို့ရင်ခုတစ်ခါမှာတော့မော်လမြိုင်ကျွန်းမြို့နယ်မှာကိုဝင်နှစ်လလွယ်ထားတဲ့အမျိုးသမီးငယ်တဦးရဲ့မျက်နှာကိုရေဖြစ်အပတ်ခံရပြီးဆိုင်ကယ်လဲပြီးကားဖြစ်တိုက်မိရမှကွယ်လွန်သွားခဲ့ရပါတယ်။တကြံကာလမှာတော့တော်တော်များများကတကြံရေးစော်ကစားကြပြီးအေးဆေးသာစော်ကြပြီးမြင်တချို့ကတော့မစင်မကျင်လောက်ရတွေကြောင့်အသက်တွေပါဆုံးရှုံးသွားခဲ့ကြပါတယ်။ အခုနောက်ပိုင်းမှာတော့သာသနာသားတော်တန်ဃာတော်တွေပါမရှောင်တော့ကြတာကိုတွေ့လာရပါတယ်။တကြံကာလမှာရေနဲ့မျက်နာပတ်ခြင်းကိုရှောင်ကျင်သင့်ပါတယ်။တကြံဟာမြမရိုရာတန့်စင်ခြင်းနဲ့ကောင်းကျိုးတိုးပွားရေးဓလိတစ်ခုဖြစ်ပါတယ်။ရိုရာအရာတကြံကာလမှာရေနဲ့မျက်နာမပတ်ဘဲ တည့်ရွက်နဲ့သာရင်မွေးတို့ကိုအတုံးပြုကတန့်စင်ကြပါယ်ဒါကတော့တကြံကာလဟာအပူပြင်းတဲ့နေရာတည်နေကက်နေတပြီးရင်းနဲ့မျက်နှာပတ်ပါကအပူကူးဆက်ပြီးအင်းမိဖြန်းနာနိုင်ခြင်းရှိပါယ်ဒါပြင်ဆိုင်ကဲစပိန်သမားတွေကိုပါရင်းနဲ့မျက်နှာကိုပတ်မိရင်အသက်အန္တရာယ်ပါပေးလိုက်ရတဲ့အထီကိုဖြစ်တတ်ပါယ်အခုတခါမှလည်းအဆိုပါအမျိုးသမီးငယ်မှာလက်ရှိကိုဝင်နှလားလွှဲထားရပြီးမိခင်ဖြစ်သူဆုံးမသွားပြီ ရှင်သွေးလေးကိုပါဆုံရှုံလိုက်ရကြောင်းခင်မုန်းဖြစ်သူကိုကျော်ကြားကခုလိုသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေပြောလာခဲ့တာပဲဖြစ်ပါတယ်။ ARD တိုင်းဒေတာကြီးမော်လမြိုင်ကျွမျိုးနေမှာရှမန်နေ့အီဘီလာ15ရက်တကြံအကြံတွေကအတိုက်ခံရကြောင်းသိရှိရပါတယ်။အတိုက်ခံရတဲ့အမျိုးသမီးကမအေးမြတ်သူဖြစ်ကြောင်းခင်မုန်းဖြစ်သူကိုကျော်ကြားထံမှသိရှိရပါတယ်။ကိုကျော်ကြားကတော့ရေပက်ရင်မျက်နာပက်ရမယ်လို့ဘလို့မိဘတွေတင်ထားလဲမသိဘူး။မျက်နာရေပက်ခံရပြီးဆိုင်ကယ်လဲပြီးကားနဲ့တိုက်မိသွားတာကျွန်တော်ဖုန်းခေါ်တဲ့ချိန် ဟယ်လိုချစ်ပင်မလေးမရောဖုန်းပြေသူကသူမဟုတ်တော့ဘူး။ညီလေးရေအခုပဲကားနဲ့ဆိုင်ကဲတိုင်းပြီလို့ဈေးရုံပုံမယ်တဲ့ဈေးရုံရောက်တော့ခုနကျွန်တော်အမျိုးသမီးရင်တိုင်းမှုဖြစ်လို့ဘယ်နာမှလည်းပြမရောခဏညီလေးရင်ခွဲရုံနဲ့မာတယ်ဆိုပြီးကြားချိန်မှာကျွန်တော်ရင်ခွဲရပါတယ်ကျွန်တော်မိမကဈေးရုံရောက်ထရာအသက်မပါတာတဲ့ ကျွန်တော်ဘဝကြီးတော့စုတ်ပြတ်တက်ကုန်ပါပြီဒီထက်ဆိုတာကတော့မနက်ကိုလည်းနှစ်မကူးမီချရမယ်အဲ့ဒါကြောင့်ညနေ3နာရီချရမှာဖြစ်ပြီး3ရက်လေးတောင်မနေသွားရရှာဖို့နောက်ဘဝမှာမိမနဲ့အဆုံပြားစီဒီဘဝလေးကိုစီပြန်လာပေးပါအောင်နော်ကိုရှင်တွေကွဲနေပါပြီချေအိမ်နောက်တက်ကိုနှစ်အကြာမှာလိုအပ်တာတွေဖြည့်ဆည်းခဲ့ပြီးတော့အားလုံးပြည့်ပြည့်စုံချိန်မှာပဲကလေးလေးကိုပါပိုင်ဆိုင်ရတော့မှာမို့နှစ်ယောက်သားကြိတ်ပြောနေရ ခုဆိုကိုဝင်းနလာကြော်နေပြီကိုပိုက်ဖုံးကောင်ဝင်လေးနဲ့မြင်ကျင်သေးရာကို ထားခဲ့ရတဲ့ချီရဲ့ဆိုပြီးသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဝမ်းနည်းစွာပြပြလာခဲ့ရပဲဖြစ်ပါအခုလိုမစင်မချင်းလောက်ရတဲ့ကူကြောင့်တီးဆုံသွားရတဲ့သူကတော့ကိုဝင်စာမိခင်ဖြစ်နေရကြောင်းအယံကိုစိတ်မကောင်းကြပါပဲ။နိုင်ငံကြီးလာတဲ့အမျိုးသမီးကိုတကြံရီလောင်းတဲ့ကလေးအဖွဲကမျက်နှာအောင်ရှင်နဲ့ပတ်လိုက်ရမှရုတ်တရက်ဆိုင်ကယ်လဲသွားပြီးကားဖြစ်ပါမတော်တဆတိုက်မိရကြောင်းအသက်ဆုံးရှုံးခဲ့ရတီးဆုံသူမင်းကလေးဟာကိုဝင်နှစ်လကျော်မိခင်တူဦးဖြစ်ပြီ ယနေ့ညနေတကြုံမယ်လို့သိရပါတယ်။ကြံကာလရှီလောင်းတဲ့သူတွေလည်းရိုးရအတိုင်းအေးအေးဆေးဆေးမလောင်ချင်ကြဘူး။ရှေးကနေစီးပြီးရေဖလားနဲ့ခွက်ဆောင်ခုတ်ပတ်တာတွေညနာရီကိုမှဖြန်းကနေပတ်လိုက်ကြတာတွေအရန်ကိုဆိုလာခဲ့ပြီးပြီးရင်ရန်ဖြစ်ကြပြန်ပါတယ်။အခုလိုပြုတ်မှုတွေကဂျိုင်းဆိုင်တဲ့အပြုတ်မှုတွေဖြစ်ပြီးတချို့ရဲ့အပြော်ကတခြားမှာတော့မိသားစုတွေပြုတ်ကွဲ ဆုံးရှုံးကြရတာပဲဖြစ်ပါတယ်။အခုလိုအတတ်မဆုံးရှုံးတဲ့မဲ့ဆုံးရှုံးကြရတဲ့ကိုဝင်စာအမျိုးသမီးမအေးမြတ်သူလည်း ကောင်းရပုံဘွားရောက်ပါစီအခုလိုမစင်မကျင်မျက်နှာအောင်ရှင်းတဲ့ပတ်လို့တည်ဆုံသွားခဲ့ရတဲ့ကိုဝင်စာအမျိုးသမီးနဲ့ပတ်သက်ပြီးပရိသတ်ကြီးတို့ရဲ့အမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်အဆုံးထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်